ကင်ဂျဝမ်ထပ်ဖို့ကောင်းကျိဖို့ရက်ဆက်တယ်ကင်ဂျဝမ်ရဲ့ညမကင်မျိုးကျော်မင်္ဂလာပါထမ်းပရိသတ်ကြီးများခင်ဗျာကမ္ဘာပေါ်မှာဆိုးရွားဆိုးအာဏာရှင်နိုင်ငံအဖြစ်သတ်မှတ်ခံထားရတဲ့မြောက်ကိုရီးယားကိုကင်ဂျဝမ်ကလဝက်ကြီးကိုအုပ်ချုပ်နေတယ်ဆိုတာလူတိုင်းသိပါ ರಿ ဒါပေမဲ့အဲ့ထက်ပိုပြီးထိတ်လန့်စရာကောင်းတဲ့လှေဝက်ချက်တစ်ခုရှိနေပါ ರಿ အဲ့တော့ကတော့ကင်ဂျုံအန်းလိုဆိုးတဲ့သူမျိုးထက်အများကြီးပိုဆိုးအများကြီးပိုရက်ဆက်တဲ့ကြောက်စရာကောင်းတဲ့ညမအရင်တယောက်ရှိနေတယ်ဆိုတာပါပဲ ။ဒီမိုင်းနာမည်ကတော့ကင်မျိုးဂျုံလို့အမည်ရတာဖြစ်ပြီးသူ့အကိုထက်ပိုပြီးတော့ရက်ဆက်တယ်လို့မြောက်ကိုရီးယားရဲ့အနာဂတ်အတွက်အကြီးအမားဆုံးသောအန္တရာယ်ဖြစ်လာနိုင်တယ်လို့ကမ္ဘာထိပ်တန်းပညာရှင်တွေကသတိပေးနေကြပါသည်။ကင်ဂျွန်ဝမ်ပြီးတဲ့နောက်မှာသူမဟာကင်ဂျွန်ဝမ်ရဲ့နေရာမှာအစားထိုးဝင်ရောက်လာမယ့်ခေါင်းဆောင်ဆိုပြီးလဲပြောကြပါသည်။ ကင်မြုံကျုံကို1989ခုနှစ်ဝင်ကျင်ကမွေးဖွားခဲ့တာဖြစ်ပြီးသူမဟာအကိုဖြစ်သူကင်မြုံအန်းနဲ့အတူပဲဆွစ်ဇာလန်နိုင်ငံမှာပညာသင်ကြားခဲ့တဲ့အတွက်ငယ်စဉ်ကတည်းကတန်ရုံးစင်နဲ့ရှိုင်းပြီးအကိုရဲ့အယုံကြည်ရဆုံးအားထားရဆုံးသူလည်းဖြစ်ပါသည်။2012ခုနှစ်မှာဖခင်ဖြစ်သူကွဲလွန်ပြီးတဲ့နောက်ပိုင်းကင်မြုံအန်းအာဏာရရှိရေးအတွက်အကူပြောင်းကာလမှာအကိုရဲ့ဘီနာကနေပြီးအဆအဆအရာရာကူညီထောက်ပံ့ပေးခဲ့သူလည်းဖြစ်ပါသည်။သူမရဲ့အဓိကအခန်းကဏ္ဍကတော့အုတ်ချုပ်ရေးဝါရဖြန့်ချီရေးဌာနမှာ ဒုတိယဌာနမှူးအဖြစ်တာဝန်ယူပေးခဲ့ခြင်းဖြစ်ပါသည်။ဒီနေရာကနေသူမဟာကင်ဂျောင်အန်ရဲ့ပုံရိပ်ကိုတိစောက်ပြီးတော့နိုင်ငံပိုင်မီဒီယာတွေရဲ့အကြောင်းအရာတွေကိုခွင့်ပြုခြင်းအပါအဝင်တခြားသောနိုင်ငံတွေအပေါ်ကင်ဂျောင်အန်ရဲ့အမြင်တွေကိုပြောင်းလဲသွားအောင်လုပ်ပေးခဲ့တဲ့သူလို့လည်းပြောလို့ရပါသည်။ဒီနေရာဖြင့်ကင်ဂျောင်အန်ရဲ့ရက်ဆက်ရုံမှမှုတွေအာနာတီမြဲကြီးတွေအတွက်နောက်ကွယ်ကနေအကျိုးကိုင်နေတဲ့အဓိကပုဂ္ဂိုလ်လို့တောင်ဆိုလို့ရပါသည်။နောက်ပိုင်းနေ့တွေမှာတော့သူမဟာနိုင်ငံတကာရေးရာတွေမှာထင်ရှားလာခဲ့ပြီး2018ခုနှစ်တောင်ကိုရီးယားဆောင်းရာသီအိုလံပစ်ပွဲတော်ကိုတက်ရောက်ခဲ့တာ။ ်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့နဲ့အထိပ်သီးအစည်းအဝေးတွေကိုအကူဖြစ်သူနဲ့လိုက်ပါတက်ရောက်တာစားတဲ့အရေးပါတဲ့တန်တမန်ရေးရာကိစ္စတွေမှာလည်းပဲရှေ့ဆုံးနှံကပါဝင်ခဲ့ပါတယ်အဲဒီအခါမှာသူမကိုတော့မြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံတကာမျက်နှာစာ The Face of North Korea အဖြစ်သတ်မှတ်ခဲ့ကြပါတယ်တို့ပေမဲ့လည်းဘလို့ပဲမျက်နှာဖုံးတွေတတ်ထားနေပါစေ။သူမရဲ့ရက်ဆက်ကြမ်းတမ်းတဲ့သဘောထားကိုဖော်ပြရတဲ့အပြုတ်မှုဆိုးတွေရှိခဲ့ပါသည်။ လွန်ခဲ့တဲ့2020ခုနှစ်မှာတောင်ကိုရီးယားနဲ့ဆက်ဆံရေးတင်းမာလာပြီးစစ်ရေးအရပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ခဲ့သူကသူမပဲဖြစ်ပါရီနောက်ပိုင်းမှာမြောက်ကိုရီးယားကဆက်ဆံရေးယုံကိုဘုံခွဲဖြတ်စည်းတဲ့ကိစ္စမှလည်းပဲအဲ့ဒီကင်မရိုဂျုံကနောက်ွယ်ကဂျူးကင်သူအဖြစ်ထင်းထင်းရှားရှားပေါ်လာပါရီဒါ့အပြင်တောင်ကိုရီးယားတမရကိုလည်းပဲကြောက်တက်တဲ့ခွေးအဆရှိတဲ့ပြင်းထန်မှာကြောတဲ့ဇာကလုံးနေနဲ့ဝေဖန်ခဲ့ပြီးသူမရဲ့ခံမှန်းရခက်တဲ့ပြတ်သားမှုကိုလည်းပြသနေတာဖြစ်ပါရီနိုင်ငံရေးကိုလ ీల သုံးသပ်နေကြတဲ့ကျွမ်းကျင်သူတွေဟာ ကင်မျိုးကျုံးဟာသူမရဲ့အကူလိုပဲအာနာယူပီရက်ဆက်သူဖြစ်ကအကယ်၍အကူဖြစ်သူကိုစက်ခံပြီးအာနာရလာခဲ့ရင်တာမန်ကောင်းဆောင်မျိုးမဟုတ်ဖ ೇನೆ ကင်ကျုံအန်ထက်အစာပေါင်းများစွာပူဆိုးပြီးပူပြီးတော့ပြင်းပြင်းထန်ထန်အုပ်ချုပ်မဲ့အာနာရှင်အူဖြစ်လာနိုင်တယ်လို့သုံးသပ်ထားကြပါသည်ဒီလိုမျိုးနိုင်ငံရေးအာနာယူသွမှုနဲ့ရက်ဆက်တဲ့စိတ်ဓာတ်တွေပြည့်နေတဲ့သူမကိုကမ္ဘာပေါ်ကအန်ဒီရဲ့အရှိဆုံးအမျိုးသမီးတဦးအဖြစ်လဲသတ်မှတ်ခြင်းခံထားရပါသည်အစောနေ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ